ဖေးနဲ့ပတ်သက်တဲ့အကြီးဆုံးအမှတ်တရကတော့အဖေကကိုဗစ်မှာဆုံးတာပါကိုဗစ်ကာလမှာဆုံးတဲ့အချိန်မှာအဖေရဲ့ body ကိုကိုယ်တိုင် body bag ကထည့်နေတဲ့အချိန်မှာအောက်ဆီဂျင်လိုအပ်တဲ့သူတွေကိုကူညီရတော့လေဟိုဖုန်းတွေနဲ့ဓာတ်ရောက်ချိတ်ဆက်ပေးနေတဲ့အချိန်မှာပေါ့နော်သူတို့ဖုန်းဆက်တဲ့အချိန်မှာကျွန်မအဖေဆုံးနေလို့လို့မပြောရဘူးအဲ့တော့ဟိုအဖေရဲ့ body ကို body bag ထည့်ကိုလက်ကနေထည့်ပေးပြီးတော့အောက်ဆီဂျင်လိုတဲ့သူတွေကိုဖုန်းနဲ့ချိတ်ဆက်ပြီးတော့မှ ဖြည့်ပေးနေခဲ့ရတဲ့ moment ကိုဘယ်တော့မှမမေ့ဘူးပေါ့နော်ပြီးရင်နောက်ဆုံးချိန်ကိုစီစဉ်ဖို့အမေ grinding ဝင်ဖို့ကိုကိုတိုင်းကလည်းအဲဒီလိုမျိုးအများကြီးကိုပြန်လဲဆောင်ရှောက်ဖို့ရှိနေရဖြစ်တဲ့အတွက်မငိုခဲ့ရတာအနာပါတယ်ပေါ့နော်ဒါပေမဲ့အတန်းနိုင်ဆုံးတာဝန်ကျင်အောင်ထားပေးခဲ့ပါတယ်ဟုတ်အရင်ခံစားရတယ်ပေါ့နော်ဒါပေမဲ့အဖေကအမြဲတမ်းဆုံးမခဲ့ရရှိတယ်ဟုတ် မငူတက်ဖို့ပေါ့နော်ဖေးရောက်မှနောက်နာမရဘူးဖေးကအမြဲတမ်းတင်ပေးခဲ့ရပေါ့နော်ဖေးကအမြဲတမ်းအဲ့လိုမျိုးကိုကအိမ်မှာအကြီးဆုံးဆိုတော့လူလီသေးမရှိအောင်အမြဲတမ်းဖြည့်ဆည်းပေးတယ်မှန်တယ်ထင်ရှေ့ဆက်အဲ့လိုမျိုးပေါ့နော်အမြဲတမ်းတင်ပေးတယ်ဖေးအမြဲတမ်းကျေးဇူးတင်ပါတယ်လို့ဒီလိုမျိုးကောင်းကောင်းမွန်မွန်လေးမွေးထုတ်ပေးတာပဲအရင်ကျေးဇူးတင်ပါတယ်ဖေးနဲ့ပတ်သက်တဲ့အမှတ်တရဆိုလို့ရှိရင်တော့အဖေကအမဟိုပေါ့နော်ငငယ်လေးကအဲအသက်၄တန်း၅တန်းလောက်ထဲကလက်ဝဲတင်ပေးတာတို့ ဒီလိုမျိုးပေါ့နော်ကုခံပညာသင်ပေးတာတို့အပါအဝင်အဲသင်ပေးခဲ့ပေါ့နော်ဒီယောက်ျားလေး main ကလေးဆိုရဲဘောင်ထဲကနေထွက်နိုင်အောင်ဖေကအများကြီးပဲထိန်းချောင်းပြီးခဲ့တင်ပြီးခဲ့ပေါ့အများကြီးဆုံးမခဲ့တာမရှိဘူးဒါပေမဲ့အမဘာလို့လို့ယုံကြည်ရဲ့အဖေကလေအဖေနဲ့ပတ်သက်တဲ့အကြီးဆုံးအမှတ်တရကတော့အဖေကကိုဗစ်မှာဆုံးတာပါကိုဗစ်ကာလမှာဆုံးတဲ့အချိန်မှာအဖေရဲ့ body ကိုကိုယ်တိုင် body bag ကထည့်နေတဲ့အချိန်မှာ အောက်ဆီဂျင်လိုအပ်တဲ့သူတွေကိုကူညီရတော့လေဟိုဖုန်းတွေနဲ့ဓာတ်ရောက်ချိတ်ဆက်ပေးနေတဲ့အချိန်မှာပေါ့နော်သူတို့ဖုန်းဆက်တဲ့အချိန်မှာကျွန်မအဖေဆုံးနေလို့လို့မပြောရက်ဘူးအဲ့တော့ဟိုအဖေရဲ့ body ကို body bag ထဲကိုလက်ကနေထည့်ပေးပြီးတော့အောက်ဆီဂျင်လိုတဲ့သူတွေကိုဖုန်းနဲ့ချိတ်ဆက်ပြီးတော့မှဖြည့်ပေးနေခဲ့ရတဲ့ moment ကိုဘယ်တော့မှမမေ့ဘူးပေါ့နော်ဒါပေမဲ့အငိုလဲမငိုခဲ့ရဘူးဘာဖြစ်လဲဆိုတော့အဲ့ဒီအချိန်မှာအရန်ကြီးကိုလူနာရီရောဆုံးပါတဲ့သူတွေရောအရန်များတာဆိုတော့လေအဖေကို ဒီလိုမျိုးပေါ့နော်အဖေနောက်ဆုံးချိန်ကိုစီစဉ်ဖို့အမေ grinding ဝင်ဖို့ကိုကိုတိုင်းကလည်းအဲဒီလိုမျိုးအများကြီးကိုပြန်လဲဆောက်ရှောက်ဖို့ရှိနေတာဖြစ်တဲ့အတွက်မငိုခဲ့ရတာအနာပါတယ်ပေါ့နော်ဒါမဲ့အတန်းနိုင်ဆုံးတာဝန်ကြီးအောင်ထားပေးခဲ့ပါတယ်ဟုတ်အရင်ခံစားရတယ်ပေါ့နော်ဒါမဲ့အဖေကအမြဲတမ်းဆုံးမခဲ့ရရှိတယ်ဟိုမငိုတတ်ဖို့ပေါ့နော်ဟိုဘယ်အရာကိုမဆိုရင်ဆိုင်ရတဲ့အခါမတို့ကနေ့တိုင်းနေ့တိုင်းဟိုပူကောင်းမလားဆိုရဲမျှော်လင့် ထင်မှမှာမှားတာတွေလည်းရှိရမှန်တာတွေလည်းရှိရဆိုဘေးရောက်မှနောက်နာမရဘူးဖေကအမြင်နဲ့တင်ပေးခဲ့ပေါ့နော်နောက်ပြီးတော့ဒီဘောင်ကြီးရဲ့အဲယောက်ျားလေးဆိုတဲ့စိတ်မိန်းကလေးဆိုတဲ့စိတ်အဲဒါမျိုးတွေမရှိအောင်လည်းအဖေကအများကြီးပဲတင်ပေးခဲ့ပြီးသားဆိုရလေအာနေ့ရက်တိုင်းကိုကောင်းကောင်း ဖြတ်တန်းနေပါတယ်အဖေဂျင်းနဲ့မယ်လည်းထင်ပါတယ်အဖေနဲ့ပတ်သက်ပြီးတော့အဖေကအဖေကအနိုင်ကျင့်တာဟုတ်လေအမြဲတမ်းအနိုင်ကျင့်တယ်အဖေကအမြဲတမ်းအဲ့လိုမျိုးကိုကအိမ်မှာအကြီးဆုံးဆိုတော့လူလီသေးမရှိအောင်အမြဲတမ်းဖြည့်ဆည်းပေးတယ်သူကမျက်နှာမငယ်အောင်အရန်ထားတာဘာပဲမဆိုဆိုလဲသူကအမြဲယုံကြည်ပေးတယ်ဘာလုံးလို့အဲ့လိုမျိုးဘာလုံးလို့လုတ်မှန်ရင်မှန်တယ်ထင်ရှေ့ဆက် အဲ့လိုမျိုးပေါ့နော်အမြဲတမ်းတင်ပေးတယ်ဘာလို့ရှိရင်တခုသူ့သမီးအရလို့မျက်နှာငယ်ွားရဲ့အဲ့လိုချက်ချင်းထုတ်ပေးတယ်တော့လိုချင်တာရှိရင်အဲ့လိုချက်အဲ့ဒါတွေကတော့အမြဲတမ်းအများကြီးပဲဆိုအမတရားတွေကပြောလို့မကုန်ပါဘူးအခုအဖေကလည်းအရင်ကျေးဇူးတင်ပါတယ်ကုန်လုံးမှာအဖေရှိကြရလေပြီးပါမယ်ဆိုတာမရှိပါဘူးအားလုံးကရှိကြတာပဲအတူတူရှိနေခွင့်မရှိကြတာပဲရှိရဆိုရလေအာအဖေကောင်းလဲရခဲ့တယ်တသက်တာလုံးမှာလဲလုံးဝတံပိုးထားရတယ်ဘယ်တော့မှမမေ့ဘူးပေါ့နော်ဆိုတော့ ပျော်တဲ့ဒီမိဖနဲ့ပျော်နေတဲ့သူတွေတွေ့ရင်လည်းအရန်ကြည်နူးတယ်။အဖေများနေ့ရောက်တဲ့အခါတိုင်းမှာတော့အဖေကိုကြည်စည်တင်တယ်။အဲလိုမျိုးကောင်းချင်းပဲဖြစ်ဖြစ်အဆိုးချင်းပဲဖြစ်ဖြစ်ဘယ်လိုလောကရံမှမဆိုရင်ဆိုင်နိုင်ဖို့အဖေကအများကြီးတင်ပေးခဲ့တာဖြစ်တဲ့အတွက်အဖေကိုအမြဲတမ်းကြည်စုတင်တယ်။အဖေကိုအဲ့လိုမျိုးနေ့တွေကြားလို့ရှင်လေအဖေကိုအမြဲတမ်းကြည်စုတင်ပါတယ်လို့ဒီလိုမျိုးကောင်းကောင်းမွန်မွန်လေးမွေးထုတ်ပေးတာပဲအရင်ကျေးဇူးတင်ပါတယ်။အများကြီးချစ်ပါတယ်မွေးပေးခဲ့လို့ရော ေချာဆောင်ရှောက်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်အခုကနေစပြီးတော့နောက်နှစ်ပေါင်းတရာအထိအော်လီနာမအမြဲတမ်းနေပြီးပါလို့ပြောချင်ပါတယ်ဖေရှိရဲ့အချိန်မှာပေါ့နော်အဖေထားပြီးတော့ချစ်ပေးကြပါလို့မရှိတဲ့အချိန်မှာနောင်နာမရအောင်လို့ပေါ့နော်အခုအချိန်ကနေစပြီးတော့အဖေကိုကျေးဇူးတင်ပေးပါလို့ပြောချင်ပါတယ်အဖေတိုင်းကလေမိသားစုရဲ့ဟီးရိုးပါပေါ့နော်ဆိုတော့ဟိုအဖေတွေကိုချစ်ဖို့ပြီးတော့ချစ်ချင်းမြတ်တာကိုဖော်ထုတ်ပြသဖို့မမေ့ပါနဲ့လို့ပြောချင်ပါတယ်ဟုတ်